ါလေးကဒီပွဲနည်းနည်းထိုးသင့်တယ်ရန်သင့်တယ်ပေါ့ဗျာเนาะရန်သင့်တယ်ဒါကျွန်တော်နှစ်ဥမာတော့ကျွန်တော်တဖွာဖွာပြောတယ်ကျွန်တော်တို့အော်တော့အော်ခဲ့သေးတာငါဆိုနေခုနှစ်ထဲမှာငါဆိုနေခုနှစ်ထဲမှာလေးထိတ်စီအငိမ့်နဲ့အပူဖတ်မယ်เนาะတခါဒီငါဆိုနေခုနှစ်ထဲမှာလည်းကျွန်တော်ပြောခဲ့တယ်အဲ့ဒီလေးထိတ်စီငိမ့်နဲ့အပူเนาะလေးထိတ်စီငိမ့်နဲ့အပူသူကထွက်လာတခါ ီ9ဇွန်းနဲ့ခုနှစ်ထဲမှာလည်းအဲ့လိုပဲ၄ထိပ်စီအငိမ့်နဲ့ပူးတာလေနော်၄၃လုံးပေါ့၄ထိပ်စီနဲ့စုံ၃လုံးလည်းပူးတယ်ကွာနော်ဒီလိုမျိုးပေါ့၄ထိပ်စုံ၃လုံးလည်းပူးတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်9ဇွန်းခုနှစ်ထဲမှာလည်းဒီလိုပဲ၄ထိပ်စီစုံ၃လုံးနော်ဒီ9ဇွန်းခုနှစ်မှာလည်း၄ထိပ်စုံ၃လုံးဒီ9ဇွန်းနဲ့ဒီနေရာမှာ၄ထိပ်စုံ၃လုံးကစားလို့ရတယ်เนาะဘာလို့၄ထိပ်စုံ၃လုံးကစားခိုင်းတော့ဆိုတော့ ပျောက်နေတဲ့ထိတ်ပေါ်တော့မယ်လို့ကျွန်တော်စိတ်ထဲမှာထင်တယ်နော်ထင်တယ်ဆိုတော့စိုက်လဲရှိတယ်ပေါ့ပျောက်တဲ့ခဏန်း1 4 3 9အဲ့ဒီထဲမှာ3ညကတော့အခုနောက်ပြီးကျွန်တော်ပြနော်အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းနောက်3ကက်ကိုခွဲပြီးကစားကြည့်လို့ရှိရင်အဲ့ဒီ4ထိတ်ဆုံး3လုံးအပူးတွေကကျွန်တော်တို့ဒီပရိသတ်3သူ့အောက်ကခဏန်း390နော်အဲ့ဒီကောင်ကအဲ့ဒီနေ့ထဲမှာ390လို့သူပြန်ကြကြတယ် ကြပြီးတာနဲ့သူ့ရဲ့မြင်းကုန်းမှာထွက်တဲ့ခဏန်းဒီအဲ့ဒီလေးထိပ်စီးနဲ့စုံသုံးလုံးကိုဟဲ့ဒီခဏန်း1ချင်းထွက်လာဒါထွက်တယ်လားဆိုတာကိုပြောတာเนาะဘယ်လိုထွက်မလဲကျွန်တော်မသိဘူးဒါဆိုရင်ဒီတရငါးစောင်းနဲ့ခုနှစ်ထဲမှာဘောပြန်ဘောပြန်ကုန်းလာဘောပြန်ကုန်းလာလားလေတိုင်းအဲ့ဒီဘောပြန်နေရာလဲဘွက်တာပေါ်ပါတယ်ဘောပြန်နေရာ တဲ့အဲ့တော့ဒုတိယကတ်မှာပထမကတ်မှာသူကပရိတ်3ဒုတိယကတ်မှာပရိတ်2နှစ်ပရိတ်ရဲ့အောက်ကခဏန်းကပြန်ကြကြတယ်ပြန်ကြကြအဲ့ဒီခဏန်းပြန်ကြကြပြီးတာနဲ့သူ့ရဲ့ဒီအောက်ဆောင်မြင်းကောင်မှာလေးထိပ်စီအငိမ့်နဲ့အပူခဏန်းတစ်ခွက်ထွက်တယ်ထွက်တဲ့ခဏန်းကလည်း1ဂျိန်နော်1ဂျိန်2ခွက်လုံးချိန်ပြီးထွက်သလားပေါ့တော်တော်2ခွက်လုံးချိန်ပြီးထွက်တယ် 66အတွဲကိုဒီ66နှလုံးထောင်းတာဒီ436ကိုချိန်တာဒီမှာ၄နှစ်အတွဲလိုက်ပြုတ်တယ်ဒီနှစ်နှလုံးနဲ့ဆွဲတာလားဒီနှစ်နှစ်ကိုပဲဆွဲလာသလားပေါ့နော်ဒီနှစ်ကွက်ကိုဝန်ချိန်နဲ့ထွက်အဲဒီနှစ်ကွက်လုံးဝန်ချိန်နဲ့သူကထွက်နော်ဒါဆိုရင်အခုကျွန်တော်တို့တိပရရဲ့အောက်ဒီမှာတိပရသူ့ရဲ့အောက်ကခန္ဓာ၈ခုနှစ်ကအဲ့ဒီနေ့တည်းမှာ၈ခုနှစ်ပြန်အဲပြောတော့ဒီမှာ၈ခုနှစ်ပြန်ကြကြကြပြီတာနဲ့သူ့ရဲ့မြင်းကုန်မှာထွက်တဲ့ခန္ဓာဒီနှစ်ကွက်ဝန်ချိန်နဲ့ ပြန်ကြကြမလားအဲပြန်ကြတယ်လေပူးမလားပေါ့နော်ကျွန်တော်ကအဲ့ဒီကောင်ကိုဒီမှာကခဏကကွက်ကြတာတို့ဒီ99လေးလား455လားအဲ့လိုကြတော့လေစုံသုံးလုံးကမဖြစ်မဖြစ်တော့ဒီ935ကိုကျွန်တော်တော့မယူတော့ဘဲနဲ့ဒီကဏ္ဍတကွက်သေးကိုပဲကျွန်တော်ဝမ်းချင်းကစားပြီးခြားချင်နော်အဲ့တော့ဒီတကွက်သေးကိုပဲဝမ်းချင်းကစားပြီးတော့ထည့်ဒီတကွက်သေးကိုပဲဝမ်းချင်းနဲ့ပဲကျွန်တော်တွေးလိုက် ဒီအပေါ်ကနန်းနဲ့တွဲယူရင်လည်းယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီမှာကသူကွက်ကြတာထွက်တဲ့ကနန်းတွေကစုံသုံးလုံးအပီးတွေဖြစ်နေတာเนาะစုံသုံးလုံးအပီးနေတယ်1 6 3ညเนาะကျွန်တော်တို့စုံစီနေရာနဲ့တွားမယ်ဆိုရင်1 4လည်းမဟုတ်ဘူး तू က1 4ကိုကြော်ပြတခါ6 6ကိုကြော်ပြီး3ညနဲ့ဆိုတော့4 3ညအတွဲလိုက်နဲ့စုံသုံးလုံးဆိုရင်ဒီကနန်းမနစ်ကထွက်ထားတယ်ဒီကောင်လို့လဲ तू ကဖြစ်သွားလို့ရတယ်เนาะ တော့ကျွန်တော်ဒီကန်တမ်းပဲကြိုက်တာလေးတုံညာလေးပဲကြိုက်တယ်ကိုယ့်အကကိုတွေးကြည့်ပေါ့လေးထိပ်စီပုံသေးထဲ့မယ်စုံသုံးလုံးအပူသွားမလားဒါမှမဟုတ်ရင်ဒီနှစ်ကွက်ဝမ်းကျင်းကိုသွားမလားဒီနှစ်ကွက်ဝမ်းကျင်းကြီးညိအောင်ကစားမယ်ဆိုရင်တော့သူကဒီ၄၅၄ဆိုတဲ့ကန်တမ်းမျိုးထည့်လို့ရနော်ဟုတ်၄၅၅ဆိုတဲ့ကန်တမ်းမျိုးတွေဒါမျိုးတွေထည့်လို့ရဒါမှနှစ်ကွက်လုံးညိမအောင်နော်ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့တွေးဒီနေရာမှာအပူလေးထိပ်ကိုဒီကနေ့နှစ်ကွက်ဝမ်းချင်းနဲ့ကစားလို့ရတယ်เนาะ ုံသုံးလုံးလဲပူရမလားဒါမှမဟုတ်ရင်မနဲ့ပဲရောပူမလားပေါ့နော်တို့တို့ငါးနောက်ပိတ်တွေလဲဒီဘွဲမှာရှိတယ်ဒီလိုမျိုးလဲထိုးလို့ရတယ်လေးလေးကနော်ဒီကွာအဲ့ဒီလေးလေးငါးကိုလဲကျွန်တော်တို့ဩခဲ့သေးတာပဲနော်ဒီလေးတောင်ကြီးလေးဒါကျွန်တော်တို့ organize ထုတ်ခဲ့ဘူးတာပဲနော်အဲ့ဒီနဲ့ကွက်ကတော့ဒီဘွဲမှာဒါထည့်ကစားမယ်ဆိုရင်ကစားလို့ရတယ်ဟုတ်ကလေးထိတ်နဲ့အငိမ်ပူမှာဟုတ်နော်အဲ့ဒါလေးတစ်ချက် ဲ့ဒီ၄ထိပ်ကလည်းသူကဒီဘက်အောက်ဆောင်မှနေသူကဒီမှာ၄ထိပ်၄ထိပ်၄ထိပ်လို့သူကတက်လာတာတွေလည်းရှိတယ်။နောက်ဦးပေါ်အစင်းလာတဲ့၄ထိပ်တွေလည်းရှိတယ်။နောက်တစ်ချက်ကအဲ့ဒီ၄ထိပ်ကကျွန်တော်တို့မနစ်ကဒီ၄ပရိတ်လို့ထွက်ပြီးသူ့အောက်မှာ၄ထိပ်တလုံးကစားတယ်ပေါ့နော်။တက်ခါအဲ့ဒီ၄ပရိတ်အဲ့ဒီ၄ထိပ်ကနေပြီးသူကနောက်နှစ်မှာ၄ထိပ်တလုံးပဲထွက်တယ်။ထွက်တော့လေ၄ပရိတ်အောက်မှာပဲသူထွက်တယ် တခါဆိုဒီဘက်နှစ်မှာအဲ့ဒီလေးထိပ်ကအဲ့မှာတည်းကနေထွက်ပြီးတော့ပျောက်သွားတယ်ပျောက်သွားနော်ဒီမှာလေးထိပ်စပေါ်တယ်ပရိတ်လေးအောက်နော်ဒီကောင်ပျောက်သွားလိုက်တာနောက်နှစ်မှာလေးပရိတ်အောက်ရောက်တော့ပြန်ပေါ်ဒါဆိုရင်ဒီလေးကလည်းမနစ်ကတလုံးနဲ့ထွက်ပြီးတော့ပျောက်သွားလိုက်တာအခုချိန်ဒီပေါ်မလားပေါ်မလားတော့အခုကျွန်တော်တို့ကဒီလေးပရိတ်အောက်မှာဒီလေးထိပ်ပြန်ပေါ်မလားပေါ်မယ်ဆိုရင်ဒီနေရာမှာထည့်မယ်နော်လေးရမကြိုက်ဘူးလားကြိုက်ရင်ထိုးပါခင်ဗျာနော်ကျွန်တော်ကဒါဆက်ရဲ့အသွားလာကိုပြောပြတာ ျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့စဉ်းစားပြီးတော့ထည့်ပြီးတော့ထိုးလို့ရအောင်ကျွန်တော်အဲ့လိုပြောပြတာနော်ကျွန်တော်ကဒီပွဲပြန်ကြမဟုတ်ရင်ကျွန်တော်မကစားပါဘူးနော်ကျွန်တော်ပြန်ကြထွက်ရင်ပေါက်မယ်မထွက်ရင်မပေါက်ဘူးပြန်ကြတမျိုးတည်းထိုးမှာအဲဒါကတော့စိုက်ကတော့ကောင်းတယ်ကျွန်တော်မိတ်ဆွေတွေကြိုက်ရင်လေကိုယ့်ကိုယ်လေးညံကွန့်ပြီးတော့ထိုးလို့ရအောင်လို့ကျွန်တော်ပြနော်ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့တွေးထဲလိုက်ကွာဟုတ်လားအာလေးထိတ်လေးဖြစ်ကမယ်စုံသုံးလုံးလေးပူရမယ်ဆိုရင် ဒီကနန်းကလည်းဝမ်းချင်းဖြစ်ကမယ်ဆိုရင်ဆိုရင်ဒါမျိုးလေးပေါ့နော်ကိုမှရှိတဲ့ဒါကအစောကကျွန်တော်ကင်မလို့ပဲဒါပေမဲ့မကင်တော့ဘူးမကင်တော့ဘူးဆိုတော့စိုက်ကဒီနေ့ကငါးပရိတ်ကစားရမှာမဟုတ်အဲ့တော့ငါးပရိတ်ကထွက်ထားတဲ့ထဲမှာမရှိတဲ့အခါကျတော့ကျွန်တော်ငါးပရိတ်ကိုမကစားတော့ဘူးနော်အဲတခြားကနန်းကျွန်တော်မိတ်ဆွေတွေတိုက်တဲ့ငါးပရိတ်မျိုးရှိအထက်ကစားနော်အဲ့ဒီငါးပရိတ်ထဲမှာကျွန်တော်ဒီ၃ခွက်ထည့်ပေးမယ်ရှင်းနေငါး၃ည၄၁၃ည၆ နော်စစ်တုံညာတုံညာခွန်ရှစ်ကတော့တိတ်မကြိုက်ဘူးအဲသူကဒီနားလေးမှာကျွန်တော်ပြန်ကြည့်လိုက်သူကဒီသုံးလုံးဒီသုံးလုံးကိုနော်ဒီမလက်ဒီသုံးလုံးကိုဒီမလက်ဒီသုံးလုံးကိုလို့ရိုက်တာအဲ့ဒီကိုတွေကိုอืมအဲ့ဒီကိုတွေကိုဒီဘွေသုံးလုံးရှစ်နဲ့ဗရိတ်တစ်နဲ့ကသူကကိုလို့ပြန်ထည့်နော်အဲ့ဒီသုံးလုံး 8648ကိုပြိဆက်တင်9လို့သူကပြန်ထည့်အဲ့ဒီ9ကိုဇောင်း3လုံးကိုနော်တခါဒီမှာဇောင်း3လုံး9လို့ရိုက်တယ်နဲ့3လုံးကခွန်အဲ့ဒီခွန်နဲ့ဒီပြိနှစ်နဲ့သူက9လို့ပြန်ရိုက်တခါဒီမှာဇောင်း3လုံး9ရိုက်ထားတယ်အဲ့ဒီ9ကိုဒီ3လုံးကအခုကျွန်တော်တို့က4ဖြစ်3နှစ်6ဆိုတော့4ဖြစ်နေပြီ5ပြိတ်ထဲမှာ तू อ่ะဒီ6ဆိုတာဗျเนาะအဲ့ဒါအဲ့ तू อ่ะ ဒီကိုကိုဒီ3လုံးနဲ့ခါနဲ့ဘယ်ဒီ3လုံးနဲ့ပရိနေကိုဒီ3ကိုဒီကိုကိုဒီ3လုံးနဲ့ပရိနေကိုတခါဒီဆောင်3လုံးကိုဒီ3လုံးဘွေပုံစံနဲ့ပရိနေကိုတခါအဲ့ဒီမှာဒီပရိစက်တစ်ကဒီကို7ပရိလို့သူရိုက်လိုက်တဲ့အချိန်ဒီ3လုံးက1689ဒီမှာ689ပရိ1လို့လာထွက်တယ်နော်အဲဒီပရိ1ကဒီကိုပရိ1လို့လမ်းပြစ်လိုက်တာနဲ့ဒီ689ဒီမှာပရိ1လို့သူလာထွက်တယ် တခါအခုကျွန်တော်တို့ဒီသုံးလုံးကိုဒီဘွေသုံးလုံးနဲ့ဗရိတ်နှစ်နဲ့ကိုအဲ့ဒီဗရိတ်နှစ်ကလည်းဒီဗရိတ်နှစ်ကဒီမှာဗရိတ်နှစ်လို့လာပေါက်တာပေါက်ပြီးတာနဲ့ကို303ဆိုတဲ့ဒီသုံးလုံးပေါင်းနှစ်ပြီးဒီမှာဗရိတ်နှစ်လို့သူလာထွက်တယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီသုံးလုံးကိုထားပြီဒီသုံးလုံး၄နဲ့ဗရိတ်၅နဲ့မှာသူကကိုလို့ရိုက်မယ်အဲ့လိုရိုက်မယ်ဆိုရင်သူ့ရဲ့နှစ်နှစ်ကျော်မြင့်ကုန်မှာ၅ဗရိတ်ဆိုတာရှိတယ်ဒီ၅ဗရိတ်ကဒီကို၅ဗရိတ်လို့ရိုက် ဲ့တော့ငါးဘရိတ်ဒီကိုငါးဘရိတ်လို့ထည့်မဲ့နေရမှာနှစ်ရှစ်ငါးဆိုတယ်ဒီသုံးလုံးငါးကိုဒီနေရမှာငါးဘရိတ်ထည့်မလားသူကတော့၆၈ခုဒီမှာ၆၈ခုလို့ဖတ်တယ်ကိုးတုံညာ၃ဒီမှာကိုးတုံညာ၃လို့ဖတ်တာဒါဆိုနှစ်ရှစ်ငါးဒီမှာနှစ်ရှစ်ငါးလို့ထွက်မလားဒီငါးဘရိတ်ကငါးဘရိတ်လို့ပို့ဒီနှစ်ဘရိတ်ကဒီမှာနှစ်ဘရိတ်လို့ပို့ဒီတစ်ဘရိတ်ကဒီမှာတစ်ဘရိတ်လို့ပို့သူကနေသူကတော့အန်ခိုက်ပဲသုံးခတ်ပေးမပေးကျွန်တော်တော့မသိဘူးနော်ကျွန်တော်က အဲ့ဒီနေရာမှာပေးရင်လည်းငါးပြိတ်ပဲပေးမှာပဲလို့နှင်းချင်းငါတော့ထည့်ပါမလားမသိဘူးဒါပေမဲ့အပေါ်မှာထည့်ထားတော့လေထည့်လိုက်တာဗောလေနော်အပေါ်မှာတော့ထည့်ထားသေးတာဟုတ်တယ်မလားဒီမှာ68ခုံကို68ခုံလို့ထွက်တာဟိုဒီ933ဒီမှာထွက်တာအဲ့ဒီ7နှစ်ငါဒီမှာထွက်ချင်းထွက်ထွက်မှာဗောလေနော်အချက်ကဘယ်သူမှအပိုင်မသိပဲမသူဆိုင်ရတော့ဒီနေရာမှာ तू ငါးပြိတ်လို့ तू ထည့်တယ်နော်ဒါလေးတစ်ချက်ကြိုင်ထိုးဗောလေနော်ကျွန်တော်လည်းအပြင်းပြေအဲ့ရနိုးလာတာနဲ့လိုက်လေးလာလွှင့်ပေးတယ် နောက်ပြန်ကြကျွန်တော်တို့ဒီနားမှာပြန်ကြတန်းနဲ့ပြန်ကြရရှိနော်ဒီက30ပြန်ကြသူကနေရေ2 4 6 8 10နဲ့သူက960ပြန်ကြသူကနေတစ်ခါနေ4 6 8 10နဲ့သူက29ဒီဘွဲကိုပြန်ကြကြနိုင်တယ်နော်ဘာလို့တော့ဆိုတော့အဲ့ဒီထဲမှာဒီ93ညာ1ကအဲ့ဒီနှစ်ထဲမှာသူပြန်ကြကြတော့ဒီသုံးလုံးက30လို့ရိုက်တယ်ဒီနှလုံး6နဲ့4ထိပ်နဲ့30လို့ရိုက်တယ် ကျက်ပြီးတော့မှအဲ့ဒီဂွား6ရဲ့ပါဝါနောက်ပေါင်းတက်လို့ထထားတဲ့အောက်မှာသူပြန်ကြကြတာနော်တခါသူကနေအခုကျွန်တော်တို့10နှစ်ပြေးလာလိုက်တဲ့690သူပြန်ကြကြတော့အဲ့ဒီလိုပဲဒီသုံးလုံးက10ဒီလုံး6နဲ့4နဲ့10လို့ရိုက်တယ်ကျက်ပြီးတော့မှဒီဂွား6ရဲ့ပါဝါနောက်ပေါင်းတက်လို့ထွက်တဲ့အောက်မှာပြန်ကြကြတယ်နော်အခုဒုတိယကျွန်တော်တို့ဒီနှစ်နှစ်ခွန်ပြန်ကြကြမယ်ဆိုရင်သူကဒီသုံးလုံးကနှလုံးခွန်နဲ့သုံးထိပ်နဲ့10လို့ရိုက်ဒီဂွား6ရဲ့ပါဝါ နောက်ပေါင်းတက်လို့ထဲတဲ့အောက်မှာပြန်ကြကြလို့ရတယ်နော်ဒါပြန်ကြကဏ္ဍတစ်မျိုးတွေးလိုက်အဲအဲ့ဒီမှာကျွန်တော်တို့နောက်နှက်ကကဘာသွားတူလဲဆိုတော့3936ဇောင်းထိုးတယ်1 2 3 4 5ချိန်ကဏ္ဍပြန်ကြဒီမှာ9936ဇောင်းထိုးတယ်1 2 3 4 5ချိန်ကဏ္ဍပြန်ကြကြလို့ရအဲ့ဒီ936ဇောင်းထိုးထားတဲ့ကဏ္ဍ960ပြန်ကြကြတော့သူကဒီ930ဘေးမှာသူကတ်တာเนาะ ဒါဆိုရင်ဒီမှာ936ဇောင်းထိုးတယ်အောက်၄ဘွဲစင်းနဲ့နှစ်နှစ်ခုပြန်냐ကို930ပေးမှာကြာလို့ရတယ်နော်အဲ့ဒီကဏ္ဍ960နဲ့နှစ်နှစ်ခု960နဲ့နှစ်နှစ်ခုဒီသူကဒီဘက်အဝေးကြီးမှာ960နဲ့နှစ်နှစ်ခုလို့သူတည်ထားတာရှိတယ်381ဇောင်းထိုးပြီးသူ့ဘေးကကဏ္ဍဒီမှာ381ဇောင်းထိုးတယ်သူ့ဘေးကကဏ္ဍတုံညာနှစ်တည့်လို့ဇောင်းထိုးထားတဲ့အောက်ဇောင်းကဏ္ဍပေါ့နော်တုံညာနှစ်တည့်လို့ဇောင်းထိုးတဲ့သူ့အောက်ဇောင်းကဒီကဏ္ဍ တခါသူကနေအချိန်ကြိုက်ပြေးစင်းလိုက်ရင်980ထောက်တာနော်ဒီမှာလဲ9385ထောက်တာလေခဏအဲ့ဒီခဏနှစ်ကွက်ဒီဒီ960ဇောင်းထိုးတဲ့10နှစ်မြောက်ပေါ့နော်အဲငါးဘွဲမြောက်မှာသူလာပေါက်တယ်ဒီ960ဇောင်းထိုးတဲ့10ဘွဲမြောက်မှာလာပေါက်တယ်960နှစ်နှစ်ခွန်နော်အဲ့ဒီ960နဲ့နှစ်နှစ်ခွန်အဲ့အဲ့960နှစ်နှစ်ခွန်ဒီအဲ့ဒီနှစ်ထဲမှာပြန်ရကြရင်ကျွန်တော်တို့က930ပြီးကတ်ကြပါလေဆိုဒီဘွဲမှာကြလို့ရနေတာပဲ နော်ဒါလေးလည်းတစ်ချက်ကြိုက်ရင်ထိုးနော်မကြိုက်ရင်တော့လည်းမထိုးနိုင်ဘူးလေအော်ခုနကကျွန်တော်တုံညာထိတ်နဲ့မနစ်ကကဏ္ဏမနစ်ကကဏ္ဏပါနော်ကျွန်တော်၅ပြိတ်နဲ့တုံညာ၁၄တို့တုံညာ၉၆တို့ကျွန်တော်ထည့်ပေးတာနောက်ပြီးတော့၄တုံညာ၄မနစ်ကကဏ္ဏကျွန်တော်ထည့်ပေးတာအဲ့ဒါထည့်ပေးရတဲ့အကြောင်းရင်းကဒီ site ကြောင့်ကျွန်တော်ထည့်ပေးတာနော်ဆိုကျွန်တော်တို့ဒီ၅ဇွန်နဲ့ခုနှစ်ထဲမှာတုံညာထိတ်စီစကြ သူကဒီ9နောက်ပိတ်ရဲ့9နောက်ပိတ်3ထိတ်လို့ဖြစ်တယ်သူရဲ့ဘေးမှာကြာနော်93လို့ဖြစ်တယ်9ရဲ့ပါဝါ3ညထိတ်တစ်လုံးနဲ့ယူလိုက်လဲရတယ်နော်တခါဒီ9စွန်းတဲ့ခုနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာ3ညထိတ်စီးစားကြတော့ဒီမှာ9နောက်ပိတ်4ထိတ်လို့ဖြစ်တယ်သူရဲ့ဘေးမှာစားကြအခုကျွန်တော်တို့၃ညထိတ်ဒီမှာစကြရင်ဒီမှာ၅၅လို့ဖြစ်ထားတာဒီတစ်ခုပဲရှိတယ်เนาะသူ့ရဲ့ဘေးမှာကျွန်တော်၃ညထိတ်ထည့်ရှင်နောက်တစ်ခုအဲ့ဒီ၃ညထိတ်ကိုထည့်ဖို့ဟာသူ့နှစ်ပိတ်မှာကျွန်တော်တို့၈နောက်ပိတ်ခဲ့တာဟုတ် ပရိသတ်၁၄နောက်ပိုက်ပရိသတ်၁၉နောက်ပိုက်ပရိသတ်၁ဟုတ်ကဲ့အဲ့ဒီရှစ်ဒီသူ့ရဲ့နောက်နှစ်မှာရှစ်ခါအငိမ်ကိုနှစ်နောက်ပိုက်နဲ့သူကတွဲထွက်တယ်ထွက်ပြီးမှသူ့ရဲ့အောက်မှာအဲ့ဒီတုံညာထိတ်စီတလုံးကစားတယ်ကစားလိုက်တဲ့တုံညာထိတ်စီနောက်တွဲပါဝါနဲ့လည်းယူလို့ရတယ်နော်ဒါနောက်တွဲပါဝါနဲ့လည်းယူလို့ရတယ်အဲ့ဒီ၄နောက်ပိုက်ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့၄ခါလို့ကြားလိုက်တာနဲ့နှစ်နောက်ပိုက်နဲ့တွဲကြတယ် ဲ့တော့40နှစ်အတွဲလို့သူကြားလိုက်တာ ਨੇ သူ့ရဲ့အောက်မှာတုံညာထိတ်စီတလုံးထည့်တယ်ထည့်ပြီးရင်နောက်တွဲပါပါနဲ့ထည့်တယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီကိုသူ့ရဲ့နောက်နှစ်မှာကိုးခါကြတော့ကကိုးခါကြတော့ကနှစ်နှစ်မှတွဲကြအောင်ဒီကိုးခါကြမှသူကနှစ်နှစ်တွဲကြတာအဲ့ဒီကိုးခါကြတော့သူကနှစ်နှစ်တွဲကြပြီတဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ကတုံညာထိတ်စီတလုံးထည့်ခြင်းလားဒီတုံညာထဲ့ရင်လေသူကနောက်တွဲပါပါနဲ့ထဲ့ရမယ်ဒီလိုမျိုးဖြစ်နေတယ်เนาะအဲအဲ့ဒီမှာကျွန်တော်ကဘာလို့ ဝင်ဖြစ်တော့ဆိုတော့သူကဒီ80နှစ်เนาะနှစ်နောက်ပိတ်ရှစ်ခါကိုနှစ်နောက်ပိတ်နဲ့တွဲထည့်ပြီးသူကနောက်ထောင်သုံးလုံးကနှစ်လို့ဖြစ်တာဟုတ်เนาะအဲနောက်ထောင်သုံးလုံးနှစ်လို့ဖြစ်ပြီးတော့နောက်တွဲပါပါဆိုတော့၃ညနှစ်ခွန်တွဲဒုတိယကတ်မှာလည်းနှစ်ပိတ်မှာထွက်ခဲ့တဲ့၄ဒီနှစ်နောက်ပိတ်နဲ့တွဲပြီးနှစ်၄အတွဲလို့ထွက်လိုက်တာသူအောက်မှာ၃ညထိတ်စီထည့်တော့အဲ့ဒီနှစ်ဒီနောက်ထောင်သုံးလုံးနှစ်လို့သူပြန်ဖြစ်တယ်ဖြစ်လိုက်ပြီးတာနဲ့ပါပါတဲ့တွဲနဲ့ထွက်တယ်၃ညလေးခုเนาะအဲ့ဒါဆိုရင်အခုဒီကို ိုးပါပါအဲ့ဒီကိုးဒီနောက်နှစ်မှာကိုးခါအငိမ့်နှစ်ပိတ်နဲ့ထွက်တယ်90နှစ်လို့ထွက်ပြီးတာလေသူ့အောက်မှာတုံညာထိပ်စီအငိမ့်နောက်ထောင်3လုံးနှစ်နောက်ထောင်3လုံးနှစ်ဖြစ်အောင်ရှင်းအောင်ပိတ်ထဲမှာရှစ်ပါပါ3ခါထဲမှာတုံညာ38ဆိုတဲ့ကနေတပတ်ထွက်တယ်တုံညာ38ဆိုတဲ့ကနေတပတ်ထွက်တယ်နော်တခါနောက်တစ်မျိုးတွေးကြည့်မယ်ကျွန်တော်တို့ဒီတုံညာထိပ်စီနဲ့ကဏန်းဒီ သူ့ရဲ့ဘေးချင်းကနှစ်ကတုံညာခါးနဲ့ကနံတုံညာခါးအငိမ့်နဲ့ကနံနောက်နှစ်ကိုတုံညာထိတ်စည်းနဲ့ထွက်တယ်လားဒါဆိုရင်ဒီမှာကြတဲ့တုံညာထိတ်စည်းနဲ့ကနံဒီသူ့ရဲ့ဘေးချင်းကနှစ်ကတုံညာခါးနဲ့ကနံတုံညာထိတ်နဲ့လာထွက်တယ်လားနောက်ကွက်တောင်ထွက်တယ်ဒီမှာလည်းတုံညာထိတ်နေပဲအဲ့တော့အခုဒီမှာနှစ်နောက်ပိတ်ကိုကိုးခါနဲ့တွဲထွက်လာသူ့အောက်မှာထွက်တဲ့တုံညာထိတ်စီကဏန်းဒီသူ့ရှေ့နှစ်ကတုံညာခါနဲ့ကဏန်းလား 3ညခါနဲ့ခဏန်းဆိုရင်6 6 3 3ညခါနဲ့တစ်ခွက်ရှိမယ်ခုနက4ထိတ်နေ4 3ညငါအာ4 3ညငါနော်ကျွန်တော်တို့ဒီခဏန်းနှစ်ကွက်ဒီခဏန်းနှစ်ကွက်ကို1ချိန်နဲ့ကစားမယ်ဆိုရင်4 3ညငါ4 3ညငါလို့လဲကြာသွားလို့ရတာပဲနော်3ည4 5ပေါ့เนาะကျွန်တော်ဒီမှာပဲရေးလိုက်ပါ3ည4 5 4 3ည5 တုံညာခါနဲ့ကဏ္ဍတုံညာခါနဲ့ကဏ္ဍเนาะကျွန်တော်တို့93အဲတုံညာ93တုံညာ93တုံညာ66နှစ်တုံညာ1နှစ်တုံညာ9မလကောင်တုံညာနှစ်ကိုလို့တုံညာကိုနှစ်လို့ထက်ကိုနှစ်အကွက်ကိုလိုက်ကြည့်လိုက်ပါဗျာနော်ကျွန်တော်ပြောမနေတော့ဘူးမနစ်ကတုံညာခါနေခဏထွက်ကမ်းအဲ့ဒီမှာ ကျွန်တော်ဒီနေရာမှာဒီကနေ့တကွက်ထည့်ပြီနော်အဲ့ဒီတုံညာထိုက်နေကနန်းဒီသူ့ရှိနှစ်ကတုံညာခားနေကနန်းကျွန်တော်တို့ဒီနေရာမှာဗရိတ်ဆက်ကိုလို့ရှိတယ်နော်ကိုဗရိတ်ကိုဗရိတ်ကိုကိုနဲ့ချက်ရိုက်ထားတယ်သူ့ဘေးရကနန်းနောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမှာရှစ်ဗရိတ်ကိုဗရိတ်နော်ရှစ်ကိုလို့ရိုက်ထားတယ်သူ့ဘေးရကနန်းနောက်နှစ်ကိုတုံညာထိုက်နေထွက်တယ်အဲ့ ကျွန်တော်တို့ဒီမှာကိုကို69အခုတခါခွန်9ဆိုတော့ဒီမှာပဲရှိနော်ခွန်ပရိတ်ကိုပရိတ်သူ့ရဲ့ဘေးကတုံညာခားနဲ့ထွက်ထားတဲ့ဒီကနန်းဒီနောက်နှစ်ကိုတုံညာထိတ်နဲ့ထွက်ဆိုတုံညာ66နဲ့တုံညာထိတ်ဒီနောက်တွဲပါပါဆိုတုံညာ38နဲ့နော်ကျွန်တော်တို့နှစ်ကွက်နှစ်ကွက်ပေါ့နော်နှစ်ကွက်ကျွန်တော်ရွေးထုတ်ပေးလိုက်နော်ကျန်တဲ့ခုနကပြတဲ့ပြန်ကြား site နှစ်ခုနှစ်တည်းရပါတယ်ရတော့ပြန်ကြရတော့ကျွန်တော်မရေးပြီးတော့ဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ပြန်ကြဆိုတာကအကုန်လုံးကြလို့ရတယ်လို့ကျွန်တော်ပြောပြီးသားအဲ့တော့ဒီ site မှာကျွန်တော်ကဗရိတ်9နဲ့ကိုသူရှိနေကကဏ္ဍ9ဗရိတ်လိုက်ပေါက်ออกมาလည်းရှိတယ်။၃ညထိုက်နေသူရှိနေကကဏ္ဍလည်းရှိတယ်ဆိုတော့ကျွန်တော်ဒီကဏ္ဍနေထည့်ပြီး၃ည4 9 3ည6 6ကျွန်တော်ပြောပြပါတယ်နော်။9ဗရိတ်ကဏ္ဍတစ်ခွက်နောက်နှစ်ကိုလိုက်ပေါက်လိုက်မယ်။အဲ့ဒီမှာဒီပွဲမှာက၃ညထိုက်နေမနစ်ကကဏ္ဍဆိုတော့သွားတိုက်ဆိုင်လို့ဒါလေးတွေထည့်ပေးတာ။အဲ့နှစ်ခုနှစ်ပြန်ကြ ရှိတယ်၄၄၃ညရှိတယ်၄ထိတ်နဲ့အပူပေါ့ဗျာနော်သူကတော့၄ထိတ်နဲ့အပူပေါ့ပညာစိတ်တွေအများကြီးရှိပါတယ်သုံးခုခုနေလဲရှိသုံးခု

န်းရေးတဲ့စာရွက်ပြောက်ကိုရက်ကတော့ရေးထားသေးတယ်ဇလန်း3-4ခွက်ဟုတ်တယ်မလား4-3-4 4-3-4က4ထိတ်နဲ့ပဲထည့်တယ်ရတယ်3-5ထိတ်နဲ့လည်းရတယ်ပဲနော်မနစ်ကကဏန်းဆိုတော့ဒါတော့4ထိတ်ကိုဒီပွဲပေးခြင်းတည်းဦးရ3-4-4လို့ပဲထည့် ဟုတ်မရေးဘူးဆိုကမှရေးလိုက်ပြီခွန်နှစ်နှစ်တဲ့အေးကောင်းတာပဲရေးလိုက်ကွာ ါချစ်နှစ်နှစ်နောက်ပိတ်နှစ်နောက်ပိတ်ကလည်းပြောမရဘူးဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီနားမှာနှစ်နောက်ပိတ်သုံးလုံးထောင်တာတွေရှိတယ်နော်နှစ်နောက်ပိတ်သုံးလုံးထောင်တာတွေရှိတယ်ထောင်လို့ရတယ်ဒီပွဲကိုနှစ်နောက်ပိတ်သုံးလုံးကမြင်္ဂလာပါကိုတဲဟုတ်ကဲ့ပါနော်အဲ့ဒီနေရာမှာကိုယ့်အကူတာတွေးကြည့်နော်အဲ့ဒီ ရှစ်ကနောက်နှစ်မှာရှစ်ခါကိုနှစ်နဲ့တွဲကြတာ ਨੇ သူအောက်မှာတုံညာထိတ်နောက်တွဲပါပါလားဒီလိုမှမဟုတ်ဘူးဆိုရင်တုံညာထိတ် ਨੇ သူရှေ့နှစ်ကကဏ္ဍလားဘယ်နှမျိုးဖြစ်နေလဲအဲဒီမှာလဲဒီလေးဒီနောက်နှစ်မှာလေးခါလို့ကြာရင်နှစ်အပိတ် ਨੇ တွဲကြသူအောက်မှာတုံညာထိတ်လို့ထည့်ထည့်လိုက်တာ ਨੇ အဲ့ဒီကဏ္ဍဒီနောက်တွဲပါပါ ਨੇ လားဒါမှမဟုတ်ရင်သူရှေ့နှစ်ကတုံညာခါနေကဏ္ဍလားဘာလို့လဲဆိုတော့မနှစ်ကတော့ ုံညာထိတ်စည်းကိုနောက်တွဲပါပါနေရမရှိဘူးလေနော်အဲ့ဒီကိုနောက်နေ့မှာကိုးခါကိုနေ့အပိတ်နဲ့တွဲကြတယ်သူ့အောက်မှာတုံညာထိတ်စည်းပေါ်မယ်ဒီတုံညာထိတ်နဲ့ကနန်းဒီသူ့ရှိနေကတုံညာထိတ်စည်းနောက်တွဲပါပါနေရမရှိဘူးမရှိတော့အဲ့တုံညာကိုတခါတည်းတုံညာငါးပါပါနဲ့တခြားကနန်းဆွဲထည့်မယ်ဆိုရင်ဒီငါးတုံညာ၄လို့ငါးတုံညာ၃လို့နော်ဒါမျိုးတွေထည့်လို့ရတယ်သူကနောက်တစ်ဘဲနောက်ဆုံးကတ်မှာကိုလိုချင်တဲ့ပါပါတစ်ဘဲကိုသူကဆွဲမရိုက်တော့ဘဲနဲ့အဲ့တုံညာကိုပဲငါးတုံညာပါပါငါးနဲ့တွဲရိုက်သွားတာမျိုးသူကလှုပ်သွားတတ်တယ် အဓိကသူကပါပါတွဲပါဖို့အရေးကြီးတာဘူးနော်အဲရှိမှတော့နောက်တွဲနောက်တွဲကိုယ်လည်းရမှာနောက်မတွဲဘူးအဲ့တုံညာရဲ့ပါပါတခါတည်းငားနေပဲတွဲထွက်သွားမယ်ဆိုရင်အဲ့မှာကျွန်တော်တို့ငား40တို့ငား30တို့ပေါ့နော်အဲထည့်သွားလို့ရငား40တို့ငား30တို့ထည့်သွားလို့ရတယ် 30ခုထည့်သွားလို့ရတယ်။ပြီးခဲ့တဲ့ light ထဲမှာကျွန်တော်ထည့်မပြောသွားတာလေးတစ်ခုကျွန်တော်ပြောပြလိုက်တော့မယ်။ဘာလို့ဆိုတော့ကျွန်တော်ကဒီ site ကကျွန်တော် organize ထုတ်မယ်လို့ပြန်ကြကစားမယ်ပေါ့နော်ကျွန်တော်ပြောခဲ့တယ်အဲ့ဒီနေ့တော့။တို့ဒီ၄ပြိတ်နော်၅ပြိတ်အောက်ကကဏ္ဍဒီ၁၀နှစ်မြောက်ကိုပြေးပေါက်တယ်။ပေါက်ပြီးတော့နေသူ့အောက်မှာဒီကဏ္ဍပြန်ကြကြကျွန်တော်ပြောခဲ့တယ်နော်။ တခါဒီ6ပြည့်အောက်ကကဏ္ဍ10မြောက်ပြီးပေါ့သူ့အောက်မှာထွက်တဲ့ကဏ္ဍဒီပြန်ညားကြမယ်အခုဒီ9ပြည့်အောက်ကကဏ္ဍဒီ10မြောက်ပြီးပေါ့သူ့အောက်မှာထွက်တဲ့ကဏ္ဍပြန်ညားလို့ကျွန်တော်တို့ပြောပဲနော်အဲ့ဒီအထဲမှာကျွန်တော်စာရွက်အဟောင်းထဲမှာစွဲထားတာအဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍကဒီ3ခုပေါ့နော်ဘာလို့တော့ဆိုတော့ကျွန်တော်စာရွက်အဟောင်းကကျွန်တော်စာရွက်အဟောင်းကဒီမှာလေး ဒီစာရွက်နော်ဒစိနှစ်မြောက်ပြေးပေါ့သူ့အောက်ပြန်ကြဒီကနေ့စိနှစ်မြောက်ပြေးပေါ့သူ့အောက်ပြန်ကြအခုဒီကနေ့စိနှစ်မြောက်ပေါက်သွားပြီသူ့အောက်ပြန်ကြနော်အဲအဲ့ဒီမှာကျွန်တော်တို့ဒီနှစ်နောက်ပိတ်ဒေစီတောင်သုံးလုံးနှစ်လို့ဖြစ်တယ်သူ့ဘေးရကဏ္ဍ9သုံးခုပြန်ကြနော်ဒီမှာလည်းတူတူပဲဒီကနေ့စိနှစ်မြောက်ပြေးပေါက်တယ်သူ့အောက်မှာပြန်ရကြတယ်ကြတယ်ကဏ္ဍကဒီနှစ်နောက်ပိတ်ကြောင့်ဒေစီသုံးလုံးနှစ်လို့ဖြစ်တယ်သူ့ရဲ့ဘေးရကဏ္ဍပြန်ကြတယ် ခုလည်းအဲ့ဒီလိုပဲယူကြည့်နှစ်နောက်ပိတ်ဒီထောင်သုံးလုံးကနှိမ့်လို့ဖြစ်တယ်သူ့ရဲ့ဘေးရကလည်းသုံးခုခုပြန်ကြသူကအဲ့ဒီမှာအထောက်တွေကျွန်တော်လိုက်ထည့်ထားတဲ့အထောက်ချက်တွေအများကြီးရှိတယ်နော်ကျွန်တော်အဲ့ဒါတွေရှုပ်သွားမှဆိုလို့မပြောနေတော့အဲ့ဒီအဲမှာဒီနှစ်နောက်ပိတ်အထောင်သုံးလုံး633ဆိုတော့နှိမ့်လို့ဖြစ်တယ်သူ့ဘေးကဏ္ဍပြန်ကြသလားဒီ930ရဲ့တပွဲကြော်ကဏ္ဍပြန်ကြသလားဒါဆိုရင်ဒုတိယကတ်မှလည်းဒီလိုပဲ ဆယ်နှစ်မြောက်ကနန်းလမ်းပေါက်တယ်ခုနကကျွန်တော်ပြောတဲ့နှစ်နောက်ပိတ်အထောင်၃လုံး၃ခွန်နှစ်ဆိုတော့နှစ်လို့ဖြစ်တယ်သူရဲ့ဘေးကနန်းပြန်ကြတာလားဒီ90ရဲ့တဘောရဲ့ကြော်ကားကနန်းပြန်ကြသလားအဲ့ဒါဆိုရင်အခုကွန်ပျူတာအောက်က၃ခုနှစ်ကဆယ်နှစ်မြောက်ပြေးပေါက်သူ့အောက်မှာပြန်ကြကြမယ်ကြမယ်ကနန်းဒီဒီ90ရဲ့တဘောရဲ့ကြော်ကားကနန်းဆိုရင်38ဖြစ်သွားမှာနော်38ဆိုတဲ့ကနန်းပြတ်သွားဒီကနန်းပြတ်သွားမှာ တခါနှစ်နောက်ပိတ်အထောင်၃လုံးကနှစ်လို့ဖြစ်တယ်သူ့ဘေးကဏ္ဍဆိုရင်390ဖြစ်သွားအဲဒီမှာလည်းနှစ်နောက်ပိတ်အထောင်၃လုံးကနှစ်သူ့ဘေးရကဏ္ဍနော်300 300လို့ထိုးနော်ဒါမျိုးတွေဖြစ်သွားလို့ရတယ်အဲ့ဒီ300ကကျွန်တော်တခါပြဘူးပါတယ်နှစ်ဦးကဏ္ဍအထောင်၃လုံး300နော်ပြန်ကြလို့ရတယ်ဆိုတာခွန်ခွန်၃လို့ကိုကြလို့ရတယ်ကော ဒီမှာတော့အဲ့ဒါတွေပြောမနေတော့ဘူး3ခုကြာရင်ထိုးပေါ့နော်ပြန်ကြာကြာမယ်ဆိုကြာလို့ရတယ်သုံးထိုင်နေတော့မကြိုက်တော့ဗျာဒီလိုပဲထိုးလိုက်တော့เนาะရှင်ပြန်ကြလေးအမြန်ကြပါလေ

3913လိုကနေမျိုးတွေတိုင်းထိုးလို့ရပါတယ်အဲ3938တို့တစ်ထိုင်နဲ့တစ်လေးလေးတစ်တစ်လေးတစ်39ကျွန်တော်ပြပေးသားတွေပါအဲဒီဘွဲကျွန်တော်အရင်တွင်းထားတဲ့လူတွေဘာတွေကျွန်တော်မသိတော့ဘူးเนาะမသိတော့ဘူး organa ပြန်ကြတဲ့အတကွက်ကျွန်တော်ထုတ်တယ်လူချင်းရင်တော့ဝယ်ဖတ်ပေါ့ဗျာเนาะလူချင်းရင်တော့ဝယ်ဖတ်ပေါ့ အရင်သွင်းထားတဲ့လူတွေလည်းကျွန်တော်နှစ်ပွဲပို့ပြီးသွားပြီနော်ပြီးသွားပြီရင်သွင်းထားတဲ့လူဆိုတာဟိုပထမဘွဲကဝယ်တဲ့လူတွေပြောတာအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဘွဲကလည်းကျွန်တော်ပို့ပေးတယ်အဲ့လူတွေနော်အကုန်လုံးပို့လိုက်တယ်ဒီဘွဲအတွက်ကတော့အစ်စ်ပြန်ဝင်မှာပေါ့နော်မဝင်ရင်တော့ကျွန်တော်လည်းထပ်ပို့ပေးနိုင်တော့